အားလုံးမင်္ဂလာပါဗျာဒီနေ့သင်ခန်းစာတော့ကျွန်တော် Grade 12ရဲ့ Grammar Practice 2025ရဲ့မေးခွန်းအုပ် question ဖြစ်ပါတယ်ဒါကတော့ဒီ2025မှာမေးခဲ့တဲ့မေးခွန်းအစိုးနံပါတ်6ဖြစ်ပါတယ်အတူကနံပါတ်3မှာမေးထားတာပါနော် Revise the sentences စာကြောင်းတွေကိုပြန်ရေးပြပါ According to the instructions given in brackets ဒီကွင်းစာကွင်းတွေမှာပေးထားတဲ့ညွှန်ကြားချက်တွေအတိုင်းစာတောင်းတွေကိုပြန်ရေးပေးပါပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့စာတောင်းတွေကိုအရင်ကျွန်တော်ဖတ်ပြပါမယ်။အဲ့ဒါလေးတွေကိုကိုဘယ်လောက်တည်လဲဘယ်လောက်တန်လဲဘယ်လောက်ဖြည့်တယ်လဲဆိုတော့အရင်ဆုံးဖြည့်ကြည့်ပါ။ပြီးမှကျွန်တော်နောက်ပိုင်းမှာရှင်းပြထားတဲ့အဖြေလေးနဲ့တိုက်ကြည့်လိုက်ပါ။ဒါဆိုလို့ရှိရင်တော့ကိုဆဲဘုတ်ထဲမှာပေါ့နော်။သူဆဲမှာပြည့်တယ်မှာကိုပနမတ်ရလဲဒါလေးကိုတည်နိုင်ပါလေ။ပြီးတော့ခါကျတော့ကိုပနမတ်ရလဲကိုပနမုတ်မှန်လဲဆိုတာလဲ comment မှာရေးသားလို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်သင်ခန်းစာလေးကိုစာလိုက်အောင်။ Number one, the movie is being shown at Globe Theater. It is also being shown at neighborhood theaters. Join the sentences using both and. Two, Mama will attend the meeting. She will send a representative. Use either or, neither nor. Three, Dusa painted the entire house green last month change into the passive voice. 4. The beautiful scenery attracts tourists to the area. Use it is was who did. Muya SL in her studies, she also participated in numerous extracurricular activities. Join the sentences beginning with not only but also. Six, It does not matter how often I want them they keep gambling. Begin with no matter. 7. I turned the page of the magazine. I saw her beautiful photograph. Use a participial phrase. 8. The chef impressed all the guests, preparing the meal with great care. Introductory phrase Nine, the prices of the menu in that restaurant were very high. Therefore, we didn't go there. Use the third conditioner. Ten, Sandra asked him whether he could help her with her homework. Change into the right speech. ဟုတ်ကဲ့ပါဒါလေးကတော့ဒီပေးထားတဲ့ grammar စာသားပေါ့เนาะအဲ့တော့ကိုပြထားတာလေးလားကိုင်လားမကိုင်လားဆိုတော့ကျွန်တော်ဟိုရှင်းပြရအောင်နော်တိုက်ကြည့်လိုက်အောင် ။ Okay number 1 number 1မှာကြည့်မယ်ဆိုရင်ကျွန်တော်ကနော်ဒီမှာ the movie ရုပ်ရှင်ပေါ့ရုပ်ရှင်ကို is being shown ပြနေတယ် at globe theater globe ရုပ်ရှင်ုံပေါ့နော် globe ရုပ်ရှင်ုံပြသရုံမှာပြနေတယ် it is also being shown ပြနေတယ်ဘယ်မှာပြနေသေးလဲဆိုရင် at neighborhood theaters အနီးနားမှာရှိတဲ့ theaters ရုံနေမှာလဲရုပ်ရှင်ုံနေမှာလဲပြနေရပေါ့ သူက join နဲ့ send နဲ့စာကြောင်းတွေကိုဆက်ခိုင်းတယ်။ယူစင်ဗုဒ္ဓံနဲ့ဆက်ခိုင်းတယ်။ဗုဒ္ဓံဆိုရင်နှစ်ခုစလုံးဖြစ်တဲ့တကြောင်မလို့ဒီမှာမတူတာနှစ်ခုပါမယ်ပေါ့နော်။ဒီမှာကတော့ရုပ်ရှင်တွေပြနေတာကပထမတနေရာရှိတယ်ဒီမှာ add globe theater ။ globe ကားစက်ရုံမှာပြနေ။နောက်တစ်ခုကကျတော့ add never who theater ။ဒီအနီးနားမှာရှိတယ်ကားစက်ရုံဒီမှာလည်းပြနေရဲဆိုတော့ဆိုတော့ဒီနေရာမှာဗုဒ္ဓထပ်ပြီးတော့မှဒီနေရာမှာ and ထပ်လိုက်ရရင်ကျန်းတဲ့ကြားတဲ့ဟာတွေကဖြုတ်လိုက်လို့ရပြီပေါ့နော်။ဆိုတော့နံပါတ်1ရဲ့အဖြေက The movie is being shown both at Globe Theater and at neighborhood theaters. Okay, number two. နမတူကမမဝင်လာအထန်မမကတက်တက်ရောက်လိမ့်မယ် the meeting အစည်းအဝေးကိုတက်လိမ့်မယ် she went sent သူမပို့လိမ့်မယ် a representative ကိုယ်စားလှယ်တယောက်ပို့လိမ့်မယ်ဆိုတော့သူက use either or either or ဆိုတာကတခုမဟုတ်တခုနော် neither nor ဆိုတာတခုမှမဟုတ် တော့ eye down နဲ့ရေးရင်ရေးမရေးရင် night down နဲ့ရေးပေါ့သူ eye down နဲ့ရေးမလား night down နဲ့ရေးမလားစာကြောင်းကိုကြည့်ပြီးဆုံးဖြတ်ရတယ်ပေါ့နော် not မပါရင် eye down or not ပါရင် night down တော့ဆိုတော့ဒီမှာက not မပါဘူး not မပါတော့ကျွန်တော်တို့ကဒီ eye down or ပဲသုံးမယ်ပေါ့နော်အော်ဒီမှာဆိုလို့ရှိရင်သူကသူကိုယ်တိုင်တက်ရင်တက်မယ်ဒီမှာ one attend attend a meeting ပေါ့ဒါတက်မယ် မမအတက်မှာနောက်တစ်ခုက send a representative ကိုယ်စားလှယ်ပို့မှာဆိုတော့နံပါတ်2ရာဒီနာလေးမှာအဆိုရင်ဒီနာမှာ either တဲ့အနောက်မှာ or ထည့်လိုက်ရပြီဆိုတော့နံပါတ်2ရဲ့အဖြေက mama will either attend the meeting or send a representative mama ကအစည်းအဝေးကိုတက်ရင်တက်လိမ့်မယ်မတက်ရင်ကိုယ်စားလှယ်လုပ်လိမ့်မယ်ပေါ့နော်ဒီလိုမျိုးပါဟုတ်ကဲ့နံပါတ်3 သူစားပိတ်တယ်သူစားကဈေးထုတ်တယ်ဒီအန်တရာဟောင်းဈေးချတယ်ဒီအိမ်တိုင်လုံးကို green အစိမ်းအောင်ချတယ် last month လွန်ခဲ့တဲ့လတုန်းကအစိမ်းအောင်ချတယ်ပေါ့အဲ့တော့ chain နေလို့ specify specify နဲ့ရေးခိုင်းတယ် specify နဲ့ရေးခိုင်းရင် subject ဘက်ခွဲရအောင်ဒီမှာဆိုသူစားက subject ဒီ PI ရဲ့ဒီဒီပိတ်တယ်ဒီကောင်က verb past မှာဆိုဒီကောင် verb 2လို့ခေါ်တယ်ကျွန်တော် past tense ပေါ့နော်အဲ့တော့ past tense verb 2ဆိုရင် was ရပ verb 3ပြောင်းမယ်အဲ့တော့ object ကဘယ်ဟာလဲဆိုကျင်လဲတော့ဒီ entire house ပေါ့တအိမ်လုံးပေါ့နော်ဒါက object object ကိုရှင်းထုတ်မယ်ဆိုတော့ဒီထုတ်လိုက်တဲ့ object က singular အနေနဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ was painted ကိုပဲသုံးမယ်ပြီးရင် green လေးပြန်ဆက်ရင်ပေါ့နော်ပြီးရင် bind သူစာသူစာကိုဘိုင်းခံမယ်ဒီက last month နော်လွန်ခဲ့တဲ့လတုန်းကဆိုတော့သူကအချိန်ဖြစ်တဲ့ကြောင့်မလို့နောက်ဆုံးမှပဲပြန်ရေးရမှာဆိုတော့ number 3ရဲ့အဖြေက the entire house was painted green by Intusa last month. Okay, number four. The beautiful scenery La Pare Shuking attracts tourists ဟီးတွေကိုသူတူဒီ area ဒီနေရာကိုလာဖို့ဆွဲဆောင်နေပေါ့ဒီမှာက the beautiful scenery ကို underline လုပ်ပေးထားတယ်ရေခိုင်းတာလဲ it is it was နဲ့ရေခိုင်းလဲဆိုတော့ the beautiful scenery ဟိုမကြည့်ခင်တည်းက path ကလေးကိုယဉ်ကြည့်မယ် about one ဆိုရင် it is ပေါ့เนาะဒီမှာလဲ address က s ပါတယ် part 1ဖြစ်တယ် part 1ဆိုတော့ it is တုံးမယ်အဲ့တော့ it is a beautiful scenery ဆိုတော့ so beautiful scenery လူမဟုတ်ဘူးလူမဟုတ်တဲ့အကြောင်းလဲကျွန်တော်က that ကိုပဲတုံးမယ် that ကျန်းသာစက်ကူလိုက်အောင်ပေါ့เนาะဆိုတော့ number 4ရဲ့အဖြေက It is the beautiful scenery that attracts tourists to the area. OK，那么发奖。Okay, မူယာအဇယ်မူယာကလည်းအဇယ်အကောင်းဆုံးလှုပ်ဆောင်ခဲ့ဒီပေါ့နော်အင်ဟာစတာတွေသူမရဲ့ဒီစာကြမ်းမှုတွေလေ့လာမှုတွေမှာအကောင်းဆုံးလှုပ်ဆောင်ခဲ့တယ်ရှီအော့ဆိုပါတစ်စပိတ်ဒီသူမကပါတစ်စပိတ်ဆိုတာပါဝင်ဆင်နွှဲခဲ့တယ်အင်နျူမရက်များစွာသော extra curricular extra curricular ဆိုတာကကြာအပိုးပြတ်တန်းထားတဲ့ကျောင်းသင်ယူရဲ့ပြင်ပပေါ့နော် ပြင်ပလှုပ်ဆောင်ချက်တွေလှုပ်ဆောင်မှုတွေကိုလည်းလုပ်ငန်းတွေကိုလည်းအများကြီးဝင်လုပ်တယ်ပေါ့ so ဒီမှာဆို join နဲ့ဆက်နေတဲ့စာစာကြောင်းတွေကိုဆက်ခိုင်းတယ် beginning with not only by us not only by ဆိုနေဆက်ခိုင်းတယ်ပေါ့ဒီမှာဆို beginning with ပါတော့နော် not only နဲ့စမယ်ဆိုရင်ကျွန်တော် having bad အလုံးယူရအောင် having bad ဆိုတော့ဒီမှာက as ကိုကြည့်လိုက်တော့ back to past tense ပေါ့ past tense ဆိုရင်ကျွန်တော် did ကိုယူမယ် not only did မူရ as ဒီမှာဒီ LED ပြုတ်ထားမှာပေါ့နော်အဲ starish ဒီမှာ comma ခံပြီး bad ထည့်မယ်ကျွန်တော် secular ရအောင်ပြီးတော့ number 5အဖြစ်ခါ not only did muya excel in her studies but formally ပါတယ်ပေါ့နော် but she also participated in numerous extracurricular activities နမစေ it does not matter ကိစ္စမရှိဘူး how often ဘယ်နဲ့ချိန်ပေါ့နော် how often အချိန်ကိုပြော i want them အဲကျွန်တော်သူတို့ကိုဘယ်နဲ့ချိန်မဲ့တရိပ်ပေးဒီဖြစ်စေကိစ္စမရှိဘူး they keep gambling သူတို့က keep gambling ဆက်လုပ်နေတော့မှ gambling ဆိုတာလောင်းကစားပေါ့ လောင်းကလာကိုဆက်လုပ်နေတော့မယ်ဒီမှာ no matter နဲ့စခိုင်းတယ်အဲ့တော့ no matter ဆိုတော့ဒီမှာလည်း matter ပါပြီလားလေဒီရှာကောင်ဖြုတ်ပြီးတရားနဲ့ no matter ထည့်ပြီးရေးလိုက်ရ no matter ဟောင်းဆိုရတော့ဒီကောမာလေးခံပြီးဆက်ရေးလိုက်ရပြီပေါ့နော် okay number 6အဖြစ်က no matter how rough and i want them they keep gambling အဲ့ကျွန်တော်တို့ဘလို့ပဲဘယ်နှချိန်မှခရီးပေးပြီးတို့သတိပေးပြီးတို့ကဒါလောင်းကစားဆက်လုပ်နေစေပေါ့ နံပါတ်7ကိုကြည့်အောင် I intend ကျွန်တော်လမ်းနဲ့ the page of the magazine magazine ရဲ့စာမျက်နှာကိုလမ်းလိုက်တယ် I saw ကျွန်တော်တွေ့တယ်ဟာ beautiful photograph သူမရဲ့လပတဲ့ဓာတ်ပုံကိုတွေ့တယ်ပေါ့နော် your participle phrase ကိုသုံးခိုင်းတယ် participle phrase ဆိုရင်ကျွန်တော် ing တို့လကောင် participle တို့လကောင်ပေါ့နော်ဒီမှာကတော့ you verb တစ်လုံးပဲပါတာပေါ့နော်ဘာဒီ participle ဘာသူရင်းမလာတဲ့အတွက်ကြောင့်လို့ဒီကောင် ing ပြောင်းလိုက်ရအောင်ဒီ ing ချမ်းနေပေါ့နော်ဆိုတော့နံပါတ်7ရဲ့အဖြေက turn in the page of the magazine comma i saw her beautiful photograph okay number number 8ကိုကြောင်း the chef chef ဆိုစပိုးမူက impress impress ဆိုကျေနပ်စေသည်ပေါ့เนาะစိတ်ကျေနပ်စေသည် all the guests အဲ့ဒီတွေကိုစိတ်အဲ့ဒီအကုန်လုံးကိုစိတ်ကျေနပ်စေတယ် preparing ပြင်ဆင်ပြီးတော့ not the meat ရဲ့အစားအစာကို with great care เนาะ the night you side ပြီးတော့ give side ပြင်ဆင်ပြီးတော့စိတ်ကျေနပ်စေရပေါ့ သူရေးခိုင်းတာက introductory phrase နဲ့ရေးခိုင်းတယ် introductory phrase ကဒီ blood part 1နေ buffering g ကို college run တွေကိုရှေ့ထုတ်လိုက်အောင်မယ်ဆိုတော့ဒီမှာဆိုရင် preparing the meal with a great care ဒါလေးကိုရှေ့ထုတ်ရေးလိုက်ရပြီပေါ့နော်ဆိုတော့နံပါတ်1ရဲ့အဖြစ်က preparing the meal with great care comma the chef impress all the cast okay number 9 the prices of the menu menu ရဲ့ဒီ ဘာလို့ဒီရနိုင်တဲ့ menu menu တွေတဲက price ဈေးနှုန်းတွေက in the restaurant ဒီစားသောက်ဆိုင်မှာရှိတဲ့ menu ရဲ့ဈေးနှုန်းတွေတဲကဈေးနှုန်းတွေကတော့ very high အရန်ကိုမြင့်နေဈေးကြီးတယ်ပေါ့ therefore the jang we didn't go there ငါတို့အဲ့ဒီကိုမသွားခဲ့ဘူးဆိုတော့ရေးခိုင်းတာသူ use the tag condition tag condition နဲ့ရေးခိုင်းတယ် tag condition နဲ့ရေးခိုင်းရင် if clause ပေါ့နော် if မှာ have blood battery ဆိုရင် main clause မှာ would have blood battery ဆိုတော့ဒီဈေးနှုန်းတွေကဒီဈေးနှုန်းတွေကမမြင့်ရင်သွားမယ် နော်အဲ့တော့ဒီစင်းတို့နေမြင်ရင်မသွားဘူးဆိုတော့ဒီပေါ့နော်နှစ်မျိုးတော့ရေးလို့ရတယ်အဲ့တော့ကျွန်တော်ရေးကြည့်လိုက်ပါပေါ့နော်ပထမပုံစံတစ်ခု if the price of the menu in the restaurant အော်ဒီစားသောက်နေမှာရှိတဲ့ menu တွေကစင်းတို့နေက had not been very high အရင်မမြင်ရင် we would have gone there အဲ့ဒီကိုငါတို့သွားခဲ့မှာပဲအခုတော့မသွားခဲ့ဒီပုံစံလေးရေးလို့ရတယ်နောက်ဘယ်နဲ့ not နောက်ပို့ပြီးတော့လည်းရေးမယ်ဆိုရင်လည်းဒီလိုလေးရတယ် at the prices of the menu in the restaurant ဒီစားသောက်နေမှာရှိတဲ့ menu ရဲ့ဈေးနှုန်းတွေက has been very high အရင်ညှင့်နေရင် we would not have gone there အဲ့ဒီကိုတွားခဲ့မမဟုတ်ဘူးပေါ့နော်ဘယ်ရည်မှန်နေပေါ့နော်ဒါပေမဲ့ပထမပုံစံလေးကတော့ပုံမှန်ပါတယ်နံပါတ်9 if the prices or the menu in the restaurant had not been very high we would have gone there အဲ့ဒါလေးကပုံမှန်ပါတယ် okay နောက်ဆုံးတစ်ပုံနံပါတ်10ကိုကြည့်နော်နံပါတ်10က sender as in ဆန္ဒသူကိုမေးရယ် whether he could have သူကဒီမှာကိုကူညီနိုင်မလားပေါ့ဟင်းဆိုတာသူဒီ he ဆိုတာဒီ him ကိုညွှန်းတာပေါ့နော်ဝိတာဟောင်းပါသူရဲ့ သူမရဲ့အိမ်စာကိုကူညီနိုင်မလားပေါ့ဒီဟာကဆန္ဒအောင်ညွန်းတာဒီနောက်ကဟာကလည်းဆန္ဒအောင်ညွန်းတာပဲပေါ့နော်ဆိုတော့သူက direct speed ကိုပြောင်းခိုင်းတယ် direct speed ကဒီမှာကြည့်လိုက်တော့ weather ပေါ့နော် weather ဆိုတာကဒါမေကွန်းမှာသုံးနေတာပေါ့အဲ့ဒီတိုင်းပဲပြောင်းရင်းလေးရဆန္ဒအစင်ပေါ့ပြီးရင် comma လေးဖွင့်ပိတ်လေးနဲ့ weather ကိုဖြုတ်နော်ဟီကုတ်ဆိုတော့ could he ပေါ့ could ကိုဘာဝမ်းပြန်ပြောင်းအောင် double ဖြစ်နေပေါ့နော် can can he ကအဲ့ကျွန်တော်က he ကကြတော့ ဒီဟင်းပေါ့နော်ဟင်းဆိုတော့ပြောသူ listener ဖြစ်တဲ့ယူသုံးမယ်ဟာကကြတော့ဒါက i ကိုကိုပြောဖြစ်ဆောင်မလို့ i ဒါ object from me ဒါကကြတော့ပိုင်ဆိုင်မှုပြဆိုတော့ my ပေါ့နော်ဆိုတော့နံပါတ်3ရဲ့အဖြစ်က sender as in comma open inverted can you help me with uh, my homework ဒီမှာ question mark လေးထည့်ဖို့မိပါနဲ့ပြီးမှ close inverted လာမယ်ဟုတ်ကဲ့ပါဒါလေးကတော့ဒီ2025မှာမေးသွားတဲ့အစုံနံပါတ်6ပေါ့နော် နောက်တင်ခဲ့ဆိုင်မှာလည်းကျွန်တော်ဆက်ပြီးတော့ပြောပါအောင်မယ်အခုလည်းတလောက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်